ားဆိုတဲ့အခါကျတော့ယဟန်ကအမျိုးသမီးကနှစ်ဦးတလုံးအပြစ်ရှိပါတယ်။အလမမင်္ဂလာပါမွေး channel ကြီးဆူလိုက်ပါတယ်မဟုတ်ခုတစ်ဆက်ပေးခြင်းနဲ့ဗီဒီယိုလေးကတော့လူမှုကွန်ရက်မှာအရောက်မှာကရက်ထနေတဲ့ဒီចောင်းနိုင်ဖုန်းကြီးစော်ကားလိုက်လို့ပေါ့နော်ဒီအမျိုးသမီးကကိုဝင်6လရသွားတယ်။အခုချိန်မှာဆိုရင်တော့ចောင်းနိုင်ဖုန်းကြီးကတာဝန်မယူဘဲနဲ့ထပ်ပြေးတိမ်းရှောင်နေလို့ဒီဖုန်းចောင်းမှာပေါ့နော်ဒီကမလေးရဲ့မိဖတွေနဲ့ယာတီယာသားတွေကတော့ရောက်ပြီးတော့

ွန်တဲကိစ္စက6လဆိုတဲ့ခါကျတော့ယဟန်ကအမျိုးသမီးကနှစ်ဦးတလုံးအပြည့်ရှိပါတယ်နော်။ဘာကြောင့်လဲဆိုလို့ချင်းသူတို့ကနှစ်ဦးနေပြီးတော့ဟိုတက္ကနမလူတဲ့ပတ်စံတွေကိုအတူသားသုံးတာမဟုတ်လို့ပါ။ဒီနေ့မှအဲ့နှစ်ဦးကိုခွဲပြောမယ်။အယုံဆိုယဟန်ပေါ့။ဒီမေထုံမြူရဲဆိုတာကကျတော့ပါရာဒီကအာဘပေါ့။ပါရာဒီကအာဘဆိုတာကကျတော့သာသနာပေါ်မှာဆုံးရှုံးသူ။သူဒီ သာသနာပေါ်မှာနေခွင့်မရှိတော့ဘူးလူထွက်မှရတော့မယ်ဒါဦးဇင်းတို့ဒီပါရာဒီကအဘတ်နဲ့ရိုးရိုးသမင်းသားတဲ့အဘတ်ပဒံကိုင်းတဲ့အဘတ်နဲ့မတူတာကသမင်းသားတဲ့ညသာသားတဲ့ကိစ္စတွေပဒံကိုင်းတဲ့ကိစ္စတွေကတော့တဘာပဲကျူးတာသူတဘာပဲကျိုးသည့်အတွက်ကြောင့်ယမ်းမှာ228သွယ်ရှိတယ်တဘာကျိုးလို့ရှိရင်226ပါနှစ်ပါကျိုးရင်225ပါသူ့မှာရှိသေးတယ်ဒီခုနပါရာဒီကအဘတ်ကကျတော့အဲ့လိုမဟုတ်ဘူး တဘာကျုံအကုန်ကျိုး298ပါလုံးကျိုးထိုးကြောင့်သူ့မှာလုံလုံတီလာမရှိတော့ထိုးကြောင့်သူဒီလူထွက်လူမဟုတ်ကိုရင်ဘွားကိုပြောင်းဒါသူ့ရဲ့လုံနည်းပဲနော်ဦးသွင်းတာသားပေါ်မှာဟိုဒီမေထုနာတမတိခါပုဂ္ဂိုလ်မဲ့ပဲဘာကြောင့်ပြင်းတဲ့လဲဆိုလို့ရှိရင်အရင်တော့ကတုထိန်ပေါ့အရင်တုထိန်ပေါ့ရဟန်းကိုဖုံးမွေးကားလို့ရှိချင်းအသေးခံမဲ့သွေးသိမ့်နဲ့ရောင်းရွက်ခဲ့တာဖြစ်တယ် နောက်ပိုင်းသူ့မိဘတွေကနေပြီးတော့သူ့သားကိုလူထုပ်ကိုဖျားယောင်းတယ်။ဘာကြောင့်ဖျားယောင်းလဲသူတို့ရှင်အိန္ဒိယလူနေမှုတနည်းအရတာရှိမဒီအမွေတွေကိုပိုင်ခွင့်ရှိတာ။တာမရှိလို့ရှင်အဲ့ဒီအမွေတွေကိုဘယင်ကသိမ်းမှာ။အဲ့ဒါကြောင့်သူကလူဖက်တည်ကျင်တာပေါ့။နောက်ပိုင်းဖျားယောင်းတာပေါ့။မယားဟောင်းနဲ့ဖျားယောင်းတယ်။ဖျားယောင်းတဲ့ခါမှာသူကညာကြီးတဲ့ခါကျတော့တပတ်တူလိုက်ရတယ်။အဲ့တော့သူတုံးညံတော့ခါမေတ္တုံမြွေးတယ်အဲ့ဒီမှာကလေးရပါတယ် ။နောက်ပိုင်းအဲ့ဒီကလေးနဲ့အဲ့ဒီမြားနဲ့ကဘိက္ခုနေဝိတယ်ဘိက္ခုပြီးတော့တရားအထုတာရယ်နိဗ္ဗာန်ရသွားတယ်။အရှင်သူတိုင်ကနိဗ္ဗာန်မရဘူး။ဟုတ်လား။ဒါကိုကြည့်မယ်ဆိုလို့ချင်းယဟန်ကပို့ပြီးတော့အပြစ်ကြီးတယ်။နော်။ဒီအမျိုးသမီးကကြတော့သူကဒီယဟန်ကိုတကယ်ချစ်လို့ရှိရင်အဲ့ဒီယဟန်ကိုအဲ့ဒီယဟန်နဲ့ကြိုက်မယ်ဆိုလို့ချင်းသူ့ကိုအယုံနဲ့လူထွက်ခိုင်းမှာ။ နော်သူ့ကိုလူထက်ကိုင်းပါအကောင်းဆုံးကရှောင်းနာကောင်းတယ်ပဲမရှောင်းနာမင်းတို့လူထက်ကိုင်းလူထက်ကိုင်းမှယူကြပေါ့အဲ့လိုဆိုလေးစားမရှိဘူးကိုကတာသနာဘောင်မှာရှိတဲ့ရန်ကိုဖျက်သိခြင်းနဲ့သိနေတို့မို့အဲ့ဒီတာသနာဘောင်မှာဝင်တဲ့ရန်ရဲ့ပစ္စည်းလက်လာပါကိုလိုချင်မမရသိနေချန်ကမဲ့သူလို့ရှိရင်အဲ့ဒီအမေသမီးတဲ့အဝေသိပါပဲနော်ဒီဘောင်အပြင်နှစ်ဦးတလုံးအပြစ်ရှိပါတယ် ဘဒူပိုအပြစ်ကြီးတယ်လို့ဆိုလို့ရှိရင်ယဟန်ကပို့ပြီးတော့အပြစ်ကြီးပါတယ်။ဘာကြောင့်လဲ။တိတိကြီးနဲ့မိုက်လို့ပါ။နေလား။ဟိုအမျိုးသမီးကကြတော့ဒါကမလို့တဲ့မှန်တိတယ်။တိုးတော့ तू ကဒီအမှုကတလောက်အပြစ်ကြီးမှ तू မသိဘူး။အမျိုးသားကအမျိုးသားယဟန်ကပို့ပြီးတိတယ်။နေလား။ तू ကတိတိနဲ့ကျူးနေမှဆိုလို့ရှိရင်တော့မသားဖို့သားတယ်။မသိပဲလို့ရှိရင်တော့အပြစ်ရှိတယ်တိုးတော့မသားဖို့မသားဘူး။ အဲ့လိုကွာပါတယ်အကယ်၍များဦးသိန်းတို့ရန်တော်တွင်နဲ့အမျိုးသမီးနဲ့ချင်းမိကြမြင်ရင်ဘယ်သူကပိုအပြစ်ကြီးမယ်ထင်ပါတယ်လေဦးသိန်းတို့ပါဠိတော်ရသူတို့ရင်အဲ့ဒီဇလန်းရသူတို့ရင်ဦးသိန်းတို့ရန်တော်တွေကပို့ပြီးတော့အပြစ်ကြီးပါဘာကြောင့်ဒီလိုပြောရလဲဆိုရင်ဥစဉ်ပါရတိကပါဠိတော်မှာအရှင်သူတင်ဆိုတာရှိပါသူကမြတ်စွာဘုရားတရားဟောနာပြီးတော့ရံမှုချင်းတယ်ရံမှုချင်းတယ်သူအိမ်ကို ခွင့်တောင်းတယ်သူအင်ကခွင့်မပြုဘူးဘာကြောင့်ခွင့်မပြုကြလဲဆိုလို့ရှိရင်ဦးဇင်းတို့အိန္ဒိယလူနေမှုတနေ့ရမိဘနှမတာမိဘနှမမှာတာရှိမှာအဲ့ဒီအမှုတွေကိုဆက်ခံပန်းခွင့်ရှိတယ်အကယ်၍တာမရှိဘူးဆိုလို့ရှိရင်သူတို့ရဲ့ဥစ္စာတွေကိုဘယင်ကတိမ်းမှာဒါကြောင့်ဒီမိဘနှမကသူ့သားလေးကိုသာသနာပောင်ကိုမဝင်သေးခြင်းဘူးပေါ့ဒါနဲ့နောက်ပိုင်းခွင့်ပြုလိုက်တယ်ရှင်သူတိုင်းကလည်းဝင်သွားတယ် ဝင်တဲ့ကမှသူ့မိဘနှစ်ပါးကလည်းသူ့သားလေးကိုပြည်ပြန်ထက်တဲ့ခြင်းဆိုပြီးတော့မျိုးမျိုးထောင်ပြတယ်။တိုးတော့အရှင်သူဒိန်ကမင်းသက်ပြားရဲ့တာသနာကိုကျင့်သူတဲ့ကြောင့်သူမထွက်ပါဘူး။နောက်ပိုင်းမရနိုင်တဲ့ဖျားရောက်လာပေါ့မရပါဘူး။နောက်ပိုင်းအရှင်သူဒိန်ကဩခဏကပူတာနေရနာညတက်တိုင်းပြောဆိုပြီးသူကလည်းသူ့မရနဲ့အတူတူနေတယ်ပေါ့လင်မယားခန့်ရောက်သွားတယ်ပေါ့။နောက်မှအေဒီလီတာကမင်းသက်ပြားကြီးရောက်သွားတဲ့အခါမှာမင်းသက်ပြားကနေပြီးတော့နောက်တော့ကဒီအမှုမျိုးပြည့်လို့ရှိရင်ပါလာဒီကအပတ်တင့်တယ်သူပြီးတော့ ပရာဒီကအပတ်မေထုနာဓမ္မတိခါဖို့ကိုပြင်းလိုက်တယ်တို့တော့အရှင်သူတွေကိုလှုပ်ပြလိုက်တယ်ဘာကြောင့်လဲဆိုလို့ချင်းတာသနာမှာပထမဦးဆုံးပုဂ္ဂိုလ်မို့လို့ဦးဆုံးတာသနာမှာပထမဦးဆုံးပုဂ္ဂိုလ်ကအပြစ်ပြစ်မှာကင်းလွတ်ဖို့ရှိတယ်နောက်ပေါ်တဲ့ပုဂ္ဂိုလ်တွေကပြစ်ကနေပြီးတော့ကင်းလွတ်ခွင့်မရှိတော့ဘူးပေါ့အဲ့ဒီမှာနောက်ပိုင်းမှာကျတော့သူသူ့ရဲ့မိန်းမကလည်းကလေးမကလေးရပါတယ်နောက်ပိုင်းတာမေကရပြီတရားအထုတ်တဲ့ခါမှာသူ့မိန်းမနဲ့သူ့သားလေးက ရမ်းလာဖြစ်သွားတယ်အရှင်သူတိုင်ကကြတော့သူ့ရဲ့လှုပ်တဲ့သူ့ရဲ့လှုပ်ရက်ကိုကြည့်ပြီးတော့တံဝေကတွေကနောင်ရတွေကြပြီးတော့သူ့မှာတရားမရပါဘူးဒါကိုကြည့်ချင်းအပြင်အမျိုးသားရဟန်းတော်တွေကပို့ပြီးတော့ပြစ်ကြည့်ပါတယ်သို့တော့ကြိုက်ခွင့်တော့မရှိဘူးပေါ့လေဒီလင်မယားကမ်းမြဝူးဆိုရမှာတမန်တကားပြပညာဆိုလို့ရှိရင်တန်ခါတည်းတည်းအဘတ်တင်ပါတယ်ဒီလိုတရားဟောပညာတော့မသိဘူးပေါ့တရားဟောတဲ့အနေနဲ့ပြောရင်တော့မသိဘူးပေါ့အဲ့လိုချက်ကန်းကြိုက်ကန်း ခြေတကားခြေတကားပြောမယ်ဆိုလို့ရှိရင်တော့တန်ခါတိတိအဘတ်တင်ပါတန်ခါတိတိအဘတ်ဆိုတော့ကကြတော့သာသနာမှာခုနပါရတိကအပြစ်ပြပြချင်းဒုတိယအကြီးဆုံးအပြစ်ပဲတန်ခါတိတိအဘတ်ကဆိုလို့ရှိရင်တော့ဒီကြောင်းလိုက်ဖုန်းကြီးနဲ့ဒီအမျိုးသမီးရဲ့အနေထိုင်မတက်လို့ပေါ့နော်အခုဆိုလို့ရှိရင်တော့အခြားဘာသာတွေကကိုဗုဒ္ဓဘာသာကိုအထင်သေးစော်ကားလိုက်ခံနေရပြီပေါ့နော်ဒီလိုမျိုးတော့မဖြစ်သင့်ဘူးလို့ထင်ပါတယ်ဗီဒီယိုတက်မှဆိုလို့ရှိရင်တော့ဒီဆရာတော်ဖရားတွေကလည်းပြပြပြီးသွားတာကြည့်တဲ့အမျိုးတွေဘဟုတ္တရသင်ခန်းစာရလိမ့်မယ်လို့မျှော်လင့်ပါရှင်မောဗီဒီယိုလေးစုံထိလက်ပါကြည့်ရှုပြီးတော့အားလုံးကျေးဇူးတင်ပါရှင်နောက်ထပ်လည်းမို့ ဟာတာဗီဒီယိုတွေဘူဥဒရရက်ဆက်ပြိုတွေနဲ့ဆယ်နေသတင်းတွေကိုနေ့စဉ်နဲ့တင်ဆက်ပေးတတ်မှာမို့မော့ချန်နယ်လေးကိုလိုက် subscribe နဲ့တောက်ဖို့တောက်ဆပိုင်ရှိနောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တဒါ